အလောင်းစီသူမင်းတရားကြီးလက်ထက်မှာပကံပြီဟာတာယာဝပြောခဲ့တယ်ပြည်သူတွေလည်းပျော်ရွှင်ချမ်းမြေ့ခဲ့တယ်အလောင်းစီသူမင်းကြီးကဖောင်တော်နဲ့တိုင်ခမ်းလှည့်လေလေရှိတယ်ဗျတခါတည်းမှာလူတို့မထင်မှတ်ထားတဲ့အံ့ဩပွေရာတွေနဲ့လည်းကြုံတွေ့ခဲ့ရတယ်တခါကဆိုမိချောင်းကြီးတကောင်အလောင်းစီသူမင်းကြီးရဲ့ဖောင်တော်ကိုထမ်းထားတဲ့အတွက်အခက်ကြုံခဲ့ရသေးတယ်ဒီတက်ထူးကြရလည်းရှိသေးတယ်ဒါမဲ့အခုပြောမယ့်အကြောင်းကတော့ အလောင်းစီသူမင်းကြီးရဲ့အကြောင်းတော့မဟုတ်ဘူးအလောင်းစီသူမင်းကြီးကတော့ကန်ဆိုးရှာတယ်နာမကျန်းဖြစ်တဲ့ချိန်မှာဖရားထဲမှာဒါတော့ငယ်ဖြစ်တဲ့နရသူမင်းသားရဲ့ခေါင်းနဲ့ဖိတက်ခြင်းကိုခံခဲ့ရတယ်လို့လည်းအဆိုရှိတယ်ဒိန်းရှောင်နေတဲ့အင်ရှင်မင်းသားအကိုရင်းဖြစ်တဲ့မင်းရှင်စောကိုလည်းတပလက်နဲ့မြောက်ခေါ်မြောက်ခေါ်ပြီးရောက်တဲ့ညမှာပဲစားတော့အုပ်ထဲမှာပွဲတော်တည်တဲ့ချိန်အစိတ်ခတ်တက်ခဲ့တယ်လို့ဆိုကြပြန်တယ်နရသူဘရင်ရဲ့ကြမ်းကြုတ်တဲ့ဇလန်းတွေကို နောက်မှပြောတော့မယ်အလောင်းစီသူမင်းနဲ့မင်းရှင်စောလွန်တဲ့အချိန်မှာနရတူလက်ထံမှာနာမည်ကြီးပြီးပေါ်ပေါက်ခဲ့ရန်ရှိတဲ့ရှင်မတိလို့ခေါ်တဲ့နောင်ခါစိတ်မျက်လုံးတစ်ဖက်နွားမျက်လုံးတစ်ဖက်တက်ခဲ့ရလို့ရှင်အစ္စဂောနာလို့အမည်တွင်တဲ့ထွက်ရပေါက်ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်အရင်ရှိခဲ့မှာတော့ဒုံခုံစေခတ်တိုင်းပညာတွေလေ့ကျင့်တဲ့ရှင်ယသိတွေဘုန်းကြီးတွေကို မထီးလို့လည်းခေါ်ကြတယ်အကြီးကြီးလို့လည်းခေါ်တယ်ကျွန်တော်တို့ဒီဘက်ခင်မှာဆိုရင်တော့ပွဲចောင်းသားလို့လည်းခေါ်တယ်ပွဲចောင်းသားနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ်တော့လည်းရေးနေတယ်ပေါ့အဲဒီစာအုပ်ကတော့ပွဲចောင်းသားဒေသလို့ခေါ်တယ်ဒါကနောက်ပိုင်းကျရင်ကျွန်တော်အတန်ဖိုင်လည်းလုပ်ပြင်လုပ်ပြင်မယ်စာအုပ်ထုတ်ဝင်လည်းထုတ်မယ်ဟောရှင်မထီးဆိုတဲ့ရှင်ဇဂေါနအလောင်းလျာကသူကထွက်ရပေါက်အကိယပညာတွေကိုစမ်းတဲ့လေ့လာရင်းနဲ့ဂျာလုံးတစ်ခုကိုဖို့ထိုးနေတာပေါ့ ဖိုးထိုးရဲဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲမိသွေးရန်ကုန်နေအဲ့တော့သူ့မှာတကာရှိဖို့လိုတယ်အလူရှင်နေရှိဖို့လိုတယ်ဒါကြောင့်မလို့သူကအမြဲတမ်းစီယုံရေးလဲကောင်းတယ်စကားပြောတဲ့အခါလဲအစဉ်ပြေတဲ့အတွက်သူ့စီမှာလူတန်းတဲ့တကာတကမတွေဆိုတာလဲမနေဘူးရှင်မထီးရဲ့ဓလုံးကရွှေဖြစ်လာတဲ့အခါကျရင်တကာတကမတွေကိုဖျားတင်နိုင်တဲ့အထိတာမန်တန်တဲ့ပစ္စည်းတွေကနေ ရွှေမွေလက်ဝယ်ရတာတွေဖြစ်အောင်ဓာတ်လုံးနဲ့ထိလိုက်တာနဲ့အကုန်လုံးပြောင်းလဲသွားပြီးတော့မှလူချမ်းသာတွေဖြစ်အောင်ဆောင်းမကြည့်ရှုမယ်ကဲတင်မယ်ဆိုပြီးတော့မှပြောခဲ့တယ်။ရှင်မထီးရဲ့အပြောဟောကောင်းတာကြောင့်တက္ကະတက္ကမတွေကတော့ရှိသည်မြပုံဩပြီးတော့လူတန်းကြတယ်ပို့ပြီးလဲချမ်းသာမယ်လို့လည်းယုံကြည်ကြတာပေါ့ဒါပေမဲ့လူတဲ့တက္ကະတက္ကမတွေသာသူတို့ရဲ့လက်ဝယ်ရတာတွေပိုင်ဆိုင်မှုတွေမွဲပြီးတော့ပြပြစ်သွားတယ်။ရှင်မထီးရဲ့ဓာတ်လုံးကဝိုးဝေးပြင်းရောက်ပြီးတော့မှရေစိမ်ပြီးတောင်းရင်သေးပေါက်တော့ပဲဖြစ်နေတယ်။ မအောင်ဘူးဆိုတာပေါ့ဗျာတချို့ကြတော့စိတ်ဓာတ်ကျပြီးတော့နောက်ဆုတ်သွားတဲ့လူတွေတတိနဲ့ရလိုက်တဲ့တကားတကမတွေကတော့အဆင်ပြေသွားပေမဲ့အခြေပြက်အနေပြက်မဖြစ်တော့ပေမဲ့တခြားသူ့ကိုယုံကြည်ပြီးတော့မှဆက်လက်လူဒန်းနေတဲ့လူတွေကတော့အကုန်လုံးရှိသမျှအားတွေကုံမွဲတဲ့လူကမွဲပြာဖြစ်တဲ့လူကပြာဖြစ်ပေါ့နော်ငိုကြွေးပြီးတော့ဒုက္ခရောက်တဲ့လူတွေကဒုက္ခရောက်တယ်အဲ့ဒီအချိန်မှာလဲ အလောင်းစီသူမင်းကလည်းနတ်ရွာဆန်းတေးပြီပေါ့ဗျာအလောင်းစီသူမင်းလည်းနတ်ရွာဆန်းရောနတ်ရသူကဒီနောက်ကိုလူခဲ့တယ်သူကလောင်းစီသူမင်းကိုခေါင်းနဲ့ဖိတက်ခဲ့တာဟုတ်အကိုဖြစ်သူကိုလည်းအစိတ်ခတ်တက်ပြီးတော့နတ်ရသူကနန်းတက်ခဲ့တယ်ပေါ့အဲ့တော့ရှင်မထီးကတော့ဆက်ပြီးတော့သူကရွှေငွေနဲ့အတုံးချပြီးတော့မှပေါ့နော်ရောင်းချပြီးတော့မိသွေးတွေဝဲဖိုးတွေဆက်ပြီးထိုးနေတယ်ဆက်ပြီးဖြုံးတီးနေစေပဲရှိတာပေါ့ အဲ့တော့အဲ့ရသေးချောင်းမလို့မွဲသွားတဲ့အထဲမှာတထေးကြော်စွာတူလဲပါတယ်။ तू ကမွဲပေမဲ့လည်းဘာမှမဖြစ်ဘူး။ तू ကတရာတရားမပြတ်ဘူး။ဒီရှင်မထီးကတေချာပေါ့။ဒီတလုံးကအောင်မယ်ဆိုတာတို့ကယုံကြည်တယ်။အဲ့လိုပဲကြော်စွာရဲ့ဇနီးဖြစ်တဲ့တော်တာကလည်း तू ကတွန့်တိုစိတ်ညဉ့်ညဉ့်စိတ်လုံးဝမဖြစ်ဘူး။သူ့ရဲ့ယောက်ျားနဲ့ထတ်တူပဲတစေတဲ့တဝါနဲ့ပဲဆက်ပြီးလူနေစေပဲ။တို့ချင်းချင်းတော့ပြောကြသေးတယ်။ဆရာတော်ရဲ့ဓာတ်လုံးက တေချာပေါ့အောင်မြင်ပါအာဘိစကားတော်မှာဆရာတော်ပြောတယ်ပေါ့အဲတော့လက်တွေ့မှာအရှင်မထီကနာမည်အစပြီးပြက်နေပြီရှင်မထီကိုတွေ့တဲ့အိမ်တိုင်းကတကားပိတ်ကြတယ်မွဲအောင်မမဲ့ပုတ်ကိုဆိုပြီးတော့မှလောင်ကြပြောင်ကြတာပေါ့သူကတကယ်တော့ကြီးတွေပရပိုက်တွေချမ်းတွေကိုအားကိုးပြီးတော့လုံနေတာမဟုတ်ဘူးသူစ조사နေတာမဟုတ်ဘူးသူကအလွတ်ရအောင်ကြက်ထားတဲ့ စာတပိုက်ကနေ तू ကလုံနေတာဖြစ်တယ်ဗောနော်အဲ့တော့ကြောင့်မလို့ तू ကအဲ့ဒီအာကုံဆောင်ပြီးအလွတ်ရတဲ့စာပိုက်အဲ့ဒီစာပိုက်ထဲကနေလင်္ကာအတိုင်းဆောင်ဖို့အတိုင်းလိုက်ပြီးတော့မှရွတ်ပြီးတော့မှဖူထိုးတာဖြစ်တယ်ဂါထာကိုလည်းအဲ့လိုမျိုးရွတ်တယ်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီဂါထာမှာရှင်နဲ့ချီးဆိုတဲ့ဟာမှာ तू ကသူ့ကိုမနာလိုတဲ့ဝိဇာတူရှိတယ်အဲ့ဒီဝိဇာတူကဘာပြောလဲဆိုတော့အဲ့ချင်းနေရာမှာချီးဆိုပြီးတော့စာသားလေးကိုပြောင်းလိုက်တယ်အဲ့ဒီပြောင်းလိုက်တဲ့ဟာကို तू က အဲ့ဒီစာဖတ်အတိုင်းလိုက်ကျက်ပြီးတော့မှပို့ထိုးနေတာဖြစ်တဲ့အတွက်ချီးတက်လိုနေတာကို तू မသိဘူးမစင်တက်ပေါ့နော်အဲ့ဒီမစင်တက်လိုနေတာကို तू မသိဘဲနဲ့ဇက်တိုက်လုံနေတယ်တွတ်တွတ်ကြွကြွပဲတဲ့နောက်ဆုံးမှာတော့သူ့ကိုလူမဲ့လူကကြော်စွာလွဲပြီးတော့မှလူမဲ့လူတတယောက်မှမရှိတော့ဘူးဓာတ်လုံးကလည်းအောင်လူဆဲဆဲလေးပဲဖြစ်နေတယ်နောက်ဆုံးမတက်တာတဲ့အဆုံးကတော့ရှင်မထီးကအားမလောက်ဆရာလည်းအချမ်းမရှိတော့ကွာ ဘယင်စီသွားမယ်ကွာဘယင်ကိုပြောပြီးတော့မှအဲ့ဒီဘယင်ရဲ့ထောက်ပံ့မှုနဲ့ငါဆက်ပြီးဖို့ထုတ်မယ်ဆိုပြီးတော့မှဒေါသအင်မတန်ကြီးဟိုကိုအဖေကိုလည်းကိုတက်ကိုရဲ့အကိုရင်းကိုလည်းတက်နောက်သူ့ရဲ့ဖခင်ကနေကြံခဲ့တဲ့ဇနီးဖြစ်တဲ့အဲသူ့ရဲ့မောင်မမိတ်တန်မိဖုရားဖြစ်တဲ့ပရိခယမင်းသမီးလေးကိုလည်းတတ်တဲ့အင်မတန်ရက်ဆက်ကြမ်းကြုတ်တဲ့ဘယင်နရသူစီကိုတွားပြီးတော့မှပြောတော့တာပဲအမှဘာပြောလဲဆိုတော့ ဒါကဘရင်ပကံတပြီလုံးကိုရွှေမိုးငွေမိုးရွာမဲ့ငါရဲ့တက်လုံးအောင်မြအောင်မင်းကြီးကတက်လောက်မိသွေးတလဲလောက်တော့လှူပေးစေချင်တယ်ဘရင်ကလည်းသူကလည်းသူ့ရဲ့တိုင်းပြည်ရွှေမိုးငွေမိုးရွာမယ်ဆိုတော့အဲသူကထောက်ပံ့မယ်ပေါ့ဒါမဲ့သူကဘရင်ကအစကတည်းကသူကရက်ဆက်တဲ့ဘရင်ဖြစ်တာကြောင့်မလို့သူကအနည်းဆုံး အဲ့ရှင်မထီးရဲ့အเจ้าတွေကိုသူ့ရဲ့လူတွေကိုလွတ်ပြီးစုံစမ်းခိုင်းတော့သူ့ကိုလူခဲ့တဲ့ကောင်တွေလည်းအကုန်မွေးနေဆိုသူသိရအဲ့တော့သူကမေးတာပေါ့ရှင်ရသေးခမရရဲ့ဓာတ်လုံးကဘယ်လောက်ကြာရင်အောင်မြင်မလဲဘယ်လောက်ကြာရင်တိတ်တိပေါ့မလဲကျုပ်ကိုပြောစမ်းအရှင်မင်းကြီးအလွန်ဆုံး၃လပဲဗျာ၃လတော့ကြာမယ်မထင်ပါဘူးအလွန်ဆုံး တလားနလားအဲ့လောက်ပဲကြာမယ်လို့တော့ထင်တယ်ဒါကလည်းလိုရမယ်ရပြောတာပါလေโอเคโอเคတော့မဟုတ်ဘောเนาะရှိခိကဆိုတော့ကိုင်းအရှင်ဘုရားတပီတော့တလားနေရင်မိသွေးနှစ်လဲလောက်နဲ့6လတိတိထောက်ပံ့မယ်ရှင်ရသည် but but တော့မဟုတ်ဘောเนาะသို့တော့ဘယင်ကငါဟာဘယင်ဖြစ်တယ်ဒါကြောင့်မလို့ငါရဲ့ဆုံးရှုံးနစ်နာမှုတွေ တပည့်တော်ရဲ့ဆုံးရှုံးနစ်နာမှုတွေတခြားလူမျိုးခေါင်းခုံခံမဲ့အထဲမှာတော့မပါဘူးဒါကြောင့်မလို့သို့တော်ဆိုတဲ့စကားလေးခံတာ ဖြစ်တယ်ဖရားလို့ပြောတယ်အဲ့တော့ဘာဖြစ်တယ်လဲတကားတော့ရတေးရရှင်မထီးရပြောတာပေါ့6လပြည့်လို့မှအရှင်ဘုရားအနေနဲ့ဂရိတိုင်းမဖြစ်လာဘူးဆိုရင်တော့အရှင်ဘုရားရှင်ရတေးရဲ့ခင်ဗျားစီကတော့ဘာမှပြန်ရစရာအကြောင်းမရှိတာတော့သိကြတယ်ဒါပေမဲ့ကျုပ်ကလည်းဘယင်ဖြစ်နေတော့ ဘယ်လိုအောင်မြင်တယ်လဲမအောင်မြင်တယ်လဲပုံမှာမူတည်ပြီးတော့တိုင်းတာတယ်အဲ့တော့မင်းတို့ထွက်နှုတ်စကားဆိုတဲ့အတိုင်းပဲဂတိတစ်လုံးတစ္ဆာတစ်လုံးအရေးကြီးတယ်အဲ့တော့ခမားအနေနဲ့ဓာတ်လုံးကမအောင်ဘူးဆိုရင်မျက်လုံးနှလုံးကိုကြုတ်ကိုပေးမလားဆိုလိုတာကတကယ်လို့ဓာတ်လုံးမအောင်မြင်ခဲ့ဘူးဆိုရင်ခမားရဲ့မျက်လုံးနှလုံးကိုဖောက်ပေးမယ်လို့ပြောတာဗျရှင်မထီးကလည်းသူ့ရဲ့လင်္ကာအရသူဖို့ထိုးနေတယ်သူအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာသူ့ကိုယ်သူလည်းယုံကြည်တယ်ဒါမဲ့ ဒီဘရင်ကလည်း तू ပြောတဲ့အတိုင်းလုပ်မယ်ဆိုတာသိတဲ့အတွက်စိုးရိမ်ထိတ်လန့်မှုတော့ဖြစ်တယ်။ဒါမဲ့သူ့ကိုယ်သူယုံကြည်မှုကပိုကဲတဲ့အတွက်သုံးလလည်းမကြဘူးဆိုတာသူ့ကိုယ်သူသိတယ်။အဲဒါကြောင့်မို့ပေးတယ်ဂရီပေးတယ်။ငါရဲ့မျက်လုံးတစ်ဖက်ကိုမင်းဖောက်နိုင်တယ်။ဒါမျိုးပြောတာပေါ့။ရှင်မထီကလည်းသူ့တို့ရဲ့ကြီးမားတဲ့စင်ခုံမှုကြီးတရက်ရောက်လာပြီဆိုတာသူတေချာသိတယ်။မျက်လုံးနှလုံးလုံးဖောက်ပြင်မယ်ဆိုတာဘဝမှာတုံးသွားပြီလေ။မျက်စိအစုံနားအတုံးလို့ကိုပြောတာ哦။အဲ့တော့မျက်စိဆုံးမဲ့အရေးကိုပူပန်တဲ့အတွက် မိသွေးအတွက်တော့မပူရတော့တဲ့အတွက်ဂျလုံးကိုမိပြင်းနေတိုက်တယ်ဖို့ထိုးတဲ့အခါမိသွေးတွေအများကြီးထဲတယ်တခြားဘယ်အရာမှလည်းချွတ်ယွင်းချက်မရှိအောင်တေးချအသေးစိတ်ပြီးဂယူဆိုင်တယ် but ဒါပေမဲ့အောင်မြင်သလားဆိုတော့ no ပါမအောင်မြင်သေးပါဘူးဖြစ်ကျွန်တော်သူ့ရဲ့ဖို့မှာဘာတက်လို့နေဆိုတော့သူ့ရဲ့စာမှာလင်္ကာမှာရေးထားတာချင်းဒါပေမဲ့သူထီရမှာချီးဖြစ်နေတယ်မစင်ဖြစ်နေတယ်အဲ့တော့သတိမထားမိဘူး လုံးဝလုံလဝရိယဇွဲစိတ်နှိမ့်ပြီးတော့မှဖိုးထိုးလာလိုက်တာအခန်းထဲကတော့မထွက်ဘူးတဲ့ဒါပေမဲ့ तू သတိမထားမိဘူးရတော့မလားရနိုးနိုးရနိုးနိုးရနိုးနိုးနဲ့6လကြာသွားတယ်အာနာပကွက်သားတွေသူ့ရဲ့ခြံဝင်းနဲ့သူ့ရဲ့ဇရထဲဝင်လာတော့မှသတိထားမိတယ်အိုး6လပြည့်ပါပေါ့လားဒါနဲ့တို့ကလည်းမသိကြအောင်ဆောင်ပြီးတော့ဟဲ့တကားဘာကိစ္စနဲ့လာကြသလဲ မင်းမောင်မင်းတို့ဘာလာလောက်ကြတာလဲကွက်အရှင်ရသေးရဲ့ဂရိအတိုင်းပြုဖို့အရှင်ဘရင်မင်းမြတ်ကဆေလွတ်လိုက်လို့ပါဖရာဘကွက်သားတွေကပြောပြောဆိုဆိုရှင်မတိကိုဝိုင်းဖန်းနေချုံနောင်နေထုံးစံတိုင်းဒါခက်ခဲတဲ့ကိစ္စမှမဟုတ်တာ6လလုံးလုံးဖိုးထိုးပြီးတော့မှအခန်းထဲကမထွက်တဲ့ရသေးကြီးဟာရှင်မတိကဘာမှတုံ့ပြန်နိုင်စမ်းမရှိဘူးအလွယ်တကူပဲတွေးထွက်တိုင်ယူတော်မှမရှိဘဲနဲ့ဖမ်းချုပ်လို့ရသွားတယ် အာနာဘကသားတွေကမလုပ်လိုက်လဲတခါတည်းမျိုးလုံးနှလုံးကိုထိုးဖောက်ပစ်ခဲ့တာပေါ့အာနာဘကသားတွေလည်းထွက်သွားရှင်မတိကဘာမှမမြင်ရတော့ဘူးမျိုးလုံးကောင်းသွားပြီငါ့ကိုကြီးညိုတဲ့တခါတခါတွေကိုအဥ္စာပစ္စည်းတွေကိုပြက်စီးအောင်ငါလှုပ်ခဲ့လို့ငါမျက်စိနှလုံးဆုံးရှုံးသွားခဲ့ပြီအဒီဓာတ်လုံးဆုပ်ပဲ့တဲ့ဓာတ်လုံးကငါ့ကိုဒုက္ခပေးုံမရတမကငါရဲ့ဒကာဒကာမတွေကိုပါ နှိမ့်ဆက်ယုံတာမကမွဲအောင်လုံရတော့မကအခုနောက်ဆုံးငါ့ကိုပါ နှိမ့်ဆက်ပါပြီလားငါရဲ့မျက်လုံးအတိပါတခါတည်းနှုတ်ယူသွားပါပေါ့လားဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ဗာပြောလဲဆိုတော့အဲ့အချိန်ကျမှအမြင်မှန်ရတော့တယ်မမြင်မကန်းနဲ့ तू ကကွန်းအစ်ကိုလှမ်းဆန်းလိုက်တယ်အဲ့အချိန်မှ तू တလုံးကိုတွေ့တယ်ကွန်းအစ်ထဲထက်တာဟုတ်အဲ့တော့လွန့်ပြဖို့အတွက်လက်ကိုလှမ်းလိုက်တယ်လှမ်းလဲပြီးတော့မှအတက်ကိုရှူလိုက်တယ်ဒေါသကိုတစ်ချက်ပြန်ထိန်းလိုက်တယ် ။အော်ဒီတက်လုံးကိုမသိတဲ့လူတွေကကင်ပြီးတော့ရွှေတုံးငွေတုံးကြီးထင်ပြီးတော့မှကောက်ယူသွားပြီးရင်ဆက်ပြီးဒုက္ခရောက်ကြအောင်ပဲ။တကယ်တော့ဒီတက်လုံးကငါရဲ့လောက်ရက်လန်းကိုဆက်ပြီးလိုက်တဲ့လူတွေအောင်မြင်မထင်ပြီးဆက်ပြီးလိုက်တဲ့လူတွေဒုက္ခပိုများအောင်မယ်ဆိုပြီးတော့မှလုံးဝပျောက်သွားအောင်ပြက်သွားအောင်စီစဉ်မှဖြစ်မယ်ဆိုပြီးတော့မှလူတွေကအင်မတန်ရွှန်ရှားပွဲရလို့တတ်မှတ်ထားတဲ့ချီတွင်းမစင်တွင်းကုတီတဲ့ကို ပြစ်ဖို့သူ့ရဲ့ចောင်းသားတကာညောက်ကိုလန့်ခေါ်လိုက်တယ်။ဟဲ့တကာတို့ဘယ်ရောက်နေကြတော့ငါမျက်လုံးနဲ့မမြင်ရတော့ဘူးနင်တို့လာကြအောင်ဆိုပြီးတော့မှခေါ်တဲ့အခါမှာသူတော်ကရောက်လာတယ်။အဲသူတော်ကလည်းငိုကျွင်းနေပဲအဲ့ဒီဓာတ်လုံးကိုယူယူပြီးတော့ကုတီတွင်းထဲကိုဂယုဆိုင်ပြီးတော့တေချာထည့်ခဲ့တယ်။အဲ့တော့ပိုးတွေလောက်တွေရင်ကောင်းနေနဲ့ရှေးခေတုန်းကဆိုတော့ဒီအတိုင်းပဲအိမ်သားအတီတကြမရှိဘူးလေ။အဲ့တော့ကုတီဆိုတာလည်းဟိုအဖြစ်သဘောမျိုး ကျွန်တော်ခံမှန်းတာပေါ့နော်အဲ့လိုမျိုးထရံလေးကအောက်ကချီးတွေကရင်ကောင်တွေလောက်တင်နေပြည့်နေမှာပေါ့အဲ့ဒီထဲကိုတေချာခူးဆိုင်ပြီးတော့မှသူတော်ကထဲခဲ့တယ်ထဲ့ပြီးတော့တိတ်မကြဘူးသူကစိတ်မချဘူးနောက်ကိုလှည့်ကြည့်လိုက်ကြည့်နေသွားတဲ့အချိန်မှာရင်ကောင်တလောင်းလောင်းနဲ့ချီးတွင်းကြီးကယွန်စရာအတိနဲ့ပြည့်နေရမယ့်အနေနဲ့မှာပဲအဲ့မှာလင်းထိန်ပြီးတော့မှမီးလောင်တယ်လို့မျိုးတောက်ပြောင်ပြီးတော့မှထိုးထွက်လာတယ်အလင်းရောင်တန်းကြီးတွေကအဲ့ဒီအချိန်မှာ သူတို့ကလည်းအကြောက်လန့်တကြားနဲ့အရှင်ဘုရားအရှင်ဘုရားရှင်မထီးရေအခုဒီတွင်ကြီးမိလောင်နေပြီလောက်ကြပါအောင်အတပိတော်တို့ရဲ့ဇရဖက်လည်းကူးလာအောင်မယ်ဆိုရှင်မထီးကလည်းအတန်ကြာရဘက်ကိုမျက်နှာမူပြီးတော့မှဟဲ့ဟဲ့ဘာဖြစ်တာလဲတေချာပြောစမ်းတေချာပြောစမ်းငါ့ကိုဒါမျိုးလမ်းမေးလိုက်တယ်ခြေတွင်ကြီးကမိလောင်သူမျိုးလင်းထိန်နေလို့တောက်ပြောင်ပြီးတော့မှဝင်းထိန်နေလို့ပါဖေဟာဆိုပြီးတော့ရှင်မထီးကိုလမ်းပြောလိုက်တယ်မျက်စိနှလုံးကန်းသွားလို့မမြင်ရပေမဲ့ ဝင်းထိန်လွန်းလာတဲ့အလင်းရောင်ကြောင့်မလို့ရှင်မတိကအလင်းရောင်ကိုတဲ့တဲ့လေးမျက်စိကနေမြင်ရတဲ့အချိန်မှာလိုက်ခနဲ့ဝမ်းတာအားရနဲ့ထခုံတော့တာပါပဲအောင်မီဟေးအောင်မီအောင်မီရှင်မတိကတော့သူ့တက်လုံးအောင်မီလို့သူထင်နေတယ်ဒါပေမဲ့ထပ်ပြီးတေချာဝအောင် သူ့တော်ကိုထပ်ပြီးမေးတယ်ဟဲ့တကားဘလို့ဖြစ်တာတော့ငါ့ကိုအသေးစိတ်ပြောပြအောင်ရှင်ဖေဟာချီးတွင်းထဲကမိတွေထွက်လာပြီးတော့လင်းထိန်နေလို့ပါဖေဟာ နင်းထိန်နေတာပဲဖေ။အဲနင်းကဘာသွားလို့တာတော့ဟဲ့။စွန်ပနီအောင်တွေ့လို့မီးနဲ့သွားပြီးမြိုက်လိုက်လို့လား။အပိုးလောက်တည်းတွေ့လို့မီးနဲ့များသွားတို့လို့လားဗောနော်။အိမ်သားမီးလောင်ကြအเจ้าမရှိဘူး။ထရံကလေးနဲ့ဟိုယွန်စရာအတိပြေးနေတဲ့အိမ်သားကြီးကဘာမှလင်းထိန်နေကြလဲအเจ้าမှမရှိတော့။မဟုတ်ဘူးဖေ။ဟိုမကောင်းဆိုးကဓာလုံးကြီးကိုပြစ်ချခဲ့တာ။တပိတော့ကအပြန်ဆင်းလာတဲ့အခါမှာနောက်လေကြည့်လိုက်တော့တဒွင်းလုံးမီးဟုံးဟုံးတောက်နေတော့တာပဲဖေ။ ဟာအောင်ပြီအောင်ပြီအမလေးမျက်စိနှလုံးဆုံးရှုံးပြီးမှ အောင်တော့တာကွာရှင်မထီကတော့မျက်စိကန်းနေရင်လည်းဂျုံထိုးတော့မတက်ဝမ်းတာတဲ့လက်ခုပ်တွေတီးတယ်လက်ခမောင်းတွေထတီးတယ်ထတ်တလဲလဲအောင်ပြီအောင်ပြီအောင်ပြီဆိုပြီးတော့អော်တာဗောဟဲ့တွားတွားတွားငင်းပြစ်ချရတယ်ဟာဟိုမြန်တွားယူစမ်းဝမ်းတာရပြောပြောမှနန်းစော်နေတဲ့တွင်းကြီးတွေကိုဘသူမှစင်းမှမဟုတ်ဘူးဆိုတာအရှင်မထီကရိတ်မိတယ်အဲ့တော့ စာလဲစာနာမိတာဟိုသူ့ဘက်ကအမြဲတမ်းရက်တိခဲ့တဲ့တခါလေးတွေတကမာလေးတွေဘလို့ပဲဖြစ်ဖြစ် तू ကတနာဝရအဲကြောင့်နင်းနေနေမသွားနဲ့တော့ကွာကျိုးခိုင်ခိုင်တချောင်းသားငါရှာပေးဟဲ့ចောင်းသားတို့ရောက်ငါမမြအောင်ဟဲ့နင်းတို့ငါ့ကိုတွဲစမ်းဟုတ်သူတော်ဒီမီးအပူခံပြီးတော့မှမီးဖို့ဆွဲခဲ့ရတော့လဲဘာမှမသိပါဘူးဒါဘာဖြစ်လဲဆိုတာ तू မသိဘူး तू ကဖိုးထိုးတဲ့နေရာမှာကူပေးတာပဲရှိတယ်သူတော်က တော့ဒါလုံးရဲ့နောက်ဆုံးအဆင့်အဲ့ဒီအဆင့်ဟာသူကချီးကျွေးရန်ဖြစ်တာချင်းမဟုတ်ဘူးချီးအဲ့မှာဝိဇာတူကသူဒီလူကချင်းဆိုတဲ့ဓာတ်ကိုကျွေးတယ်ဆိုရင်မြ мян ဖိုးအောင်ပဲဖိုးအောင်ရင်မာနကြီးမှစိုးတာလည်းပါတယ်နောက်မနာလိုလည်းပါတာပေါ့လေသူကြတော့လွယ်လွယ်ရမယ်ငါကြောက်ခက်ခဲစူးစမ်းခဲ့ရတာဆိုတော့အာရှေ့လူနောက်လူစီနီယာဂျူနီယာဒီဘက်ခက်တယ်မှာမဟုတ်ဟိုးရှေ့ခက်ပကံခက်ကြရရှေ့ခက်တယ်နဲ့ဒူပါတယ်အဲ့ဒါနဲ့ ချီးနေရာမှာချင်းဆိုတဲ့စာလေးပြောင်းရေးခဲ့တယ်သူရဲ့အဘိညာဉ်တကိုးနဲ့ပေါ့နော်အဲ့တော့ရှင်မတိကမတိဘူးချင်းကျွေးရမယ်မှတ်ပြီးတော့အချင်းနေဖောက်ဒါလုံးနေတဲ့အာဆုံးနေအောင် laboratory ရဲ့မှာသူလုပ်ပုံရပါတယ်6လလုံးလည်းမအောင်ပါဘူးအဲ့တော့ရှင်မတိရဲ့ဓာတ်လုံးကချင်းနေကြီးကျွေးခဲ့တာနော်မြင့်မြတ်တဲ့တကိုးသိတိတွေရှိတဲ့ဓာတ်လုံးအတွက်မြင့်ပတ်တဲ့ချီးရမဖြစ်နိုင်ဘူးဆိုပြီးတော့သူကပယ်ခဲ့တာဟုတ်အဲ့တော့တကယ်တမ်း မြန်မာစလုံးကလည်းရှေးခေတ်ကဆိုတော့လေခြင်နဲ့ချီနဲ့တိတ်မကွဲဘူးနဲ့တူပါတယ်အမှန်တော့မတူနဲ့တူပါတယ်နော်ချီနဲ့ခြင်နဲ့ကတော့ဘလို့တတ်မှတ်ခဲ့လဲတော့မသိဘူးပေါ့နော်ဆရာတော်ကတော့ခြင်လိုပဲတတ်မှတ်ပြီးတော့မှချီမကြွေးဘူးမစင်နဲ့အထီမခံဘူးပေါ့နော်အဲ့တော့မြင့်မြတ်တဲ့ဓာတ်လုံးကချီနဲ့ထိစရာအကြောင်းမရှိဘူးလေသူတွေးပုံရပါတယ်သူအလိုက်မှအလုတ်လွဲခဲ့တဲ့ကိစ္စမအောင်မြင်ပဲ6လတိတိကြာခဲ့တယ်သူမျိုးလုံးဆုံးရှုံးသွားတယ်ဒါပေမဲ့မထင်မှတ်တဲ့အချိန်မှာမှသူကလမ်းမှန်ကိုရောက်သွားတယ်အောင်မီအောင်မီဆိုပြီးတော့သူတတ်မှတ်တာပေါ့ကိုဒီကိုရောက်တဲ့အခါမှာ သူတော်နဲ့အကြောင်းသားတွေကရှင်မတိကိုဂျိုင်းကြားနဲ့ခါမှာကျိုးတွေနဲ့ခြိတယ်ဆိုင်းကျိုးလေးနဲ့လှုပ်ပြီးတော့တွင်းထဲကိုတဖြည်းဖြည်းရှော့ချပေးတယ်ပေါ့ကျွန်တော်စဉ်းစားတော့ဗောနော်ဒီလိုအကြောင်းသားတွေတပည့်တွေကဩလိုကိုယ့်ရဲ့ရှင်မတိရသေးမျက်လုံးကန်းနေတာတောင်ခြိတွင်းထဲကိုကျိုးနဲ့ချပေးတယ်လို့တော်တော်မလွယ်တဲ့ကောင်တယ်အဲတွင်းထဲလည်းရောက်သွားတယ်ရောယွန်စရာအနှံ့ကြီးကတော့ထောင်းဝင်နေဝင်လာတော့ပေါ့ခြိနံနေရဆိုးတဲ့ဆိုးလာတယ်တခြားလူတွေဆိုရင်တော့ပြန်ဆွဲတင်ပါဆိုပြီးတော့မှပြောမှာပေါ့ ဒါမဲ့ရှင်မထီကတော့အနောက်ကိုဘလို့ပဲနန်းနန်းသူကောင်းနေမတဲ့ဘူးသူတက်လုံးအောင်နေဆိုတဲ့စိတ်ပဲရှိနေတယ်ချီရွင်းညာလဲဝင်းထိန်နေတာပေါ့မမြမဆန်းနေပဲသူကဓာတ်လုံးကိုလိုက်ဆန်းနေချီရွင်းနေမှာဆယ်ပြီးတော့မှခမရောက်စဉ်းစားကြည့်ပေါ့ဗျာဘလောက်ယုံစရာကောင်းမလဲဒါမဲ့သူဆယ်ပြီးတော့ရအောင်ပြန်တယ်လာတယ်ကဲရပြီတကားတို့ဆွဲတင်တော့ဆိုပြီးတော့မှတက်လာခဲ့သူတော်နဲ့အောင်းသားတွေကတော့နှာခေါင်းတရှုံရှုံနဲ့ရေချိုးပေးရတာပေါ့အဝတ်လဲလဲပေးရတာပေါ့ရှင်မထီကတော့ တခြားလူတွေတော့မသိဘူး။ तू ကတော့မျက်လုံးအဆုံးခံပြီးတော့မှအောင်မြင်သွားတဲ့ဖိုကြတော့အပျော်ဆုံးဖြစ်နေတယ်။ပြီးတော့ရောက်ရောက်ချင်းသူ့ရဲ့စက်တီရေကန်းကိုရောက်တဲ့အချိန်မှာမေးတာပေါ့။ဟဲ့တကာတို့တကမတို့နင်တို့ငါ့ရဲ့မျက်လုံးကိုပြန်မြင်စေချင်လား။မြင်စေချင်ပါတယ်ဖေဟာမြင်စေချင်တော့ဘောရှင် မြင်စေချင်ပါတယ်ဖေဟာဒါဖြင့်မြန်သုံးဈေးတဲ့ကိုသွားကြစမ်းစိတ်မျက်လုံးဖြစ်ပါစေဒါမှမဟုတ်နွားမျက်လုံးဖြစ်စေ ။ဘယ်မျက်လုံးရရတစုံစီယူခဲ့ကြချေ။တွားဝယ်ခဲ့ကြချေ။သူတို့နဲ့ចောင်းသားတွေကလည်းငါလုံးအောင်မလားမင်းလုံးအောင်မလားနဲ့တိုင်ပတ်နေသေးတယ်ရံဖြစ်နေသေးတယ်။အလွန်တွက်ကက်လည်းရှိကြတာဗောနော်တွက်ကက်ကြတာဗော။ဒါမဲ့အခုတော့မတွက်ကက်တော့ဘူး။အဲဆရာတော်ရဲ့မျက်လုံးကန်းနေတာ哦။အဲ့တော့နွားမျက်လုံးကနေပြန်ကောင်းနိုင်ပါမလားစိတ် မျက်လုံးကနေဆရာတော်တက်လိုက်လို့ပြန်ကောင်းပါမလားဒါမျိုးလည်းမတွေးမိဘူးဗောနော်ဦးចောင်းចောင်းအတွေးတွေနဲ့ဒါမျိုးလည်းမတွေးမိဘူးတခါတည်း ဈေးကိုတန်းသွားတာပေါ့အဲ့တော့တမောင်းခန့်ဒီဘက်ခေတ်လို့ဆိုတော့တနာရီခန့်မှာကြာတဲ့ခါမှာသူတော်ကပြန်ရောက်လာတယ်မော်ကြီးပန်းကြီးနဲ့អော်တာပေါ့အပြေးလွားပြန်ရောက်လာရင်းနဲ့ပဲရှင်မတိရတိဖျားစိတ်မျက်လုံးကလည်းတစုံမရှိဘူးဖျားအဲ့လိုပဲနွားမြလုံးကလည်းတစုံမရှိဘူးအာတဲခက်တကူအဲ့ဘလို့လောက်လာလဲရှင်မတိကလည်းစိတ်ပြက်လက်ပြက်နဲ့မေးရတာပဲ တလုံးစီပဲရှိတယ်ဗျာတလုံးစီပဲဝယ်ခဲ့ရတာတော့ပါဗျာအေးကောင်းတယ်ကောင်းတယ်ပေးပေးဆိုပြီးတော့မှတင့်မတင့်လျော်မလျော်ကိုရှင်မတိရမစင်းစားဘူးနောက်ရက်လည်းမဆောင်ဘူးတခါတည်းပဲမျက်စိကလည်းမြင်ကျင်တာ ਉ အဲ့တော့အရွယ်စားစိတ်မျက်လုံးနဲ့နွားမျက်လုံးကတော်တော်ကိုကွာတာ ਉ ဒါမဲ့လည်းသူမျက်စိမြင်မှအရေးကြီးတယ် point ကိုပဲအဓိကစဉ်းစားတာ ਉ ရှေးခေတ်ကအဲ့တော့စိတ်မျက်လုံးကြီးတစ်ဖက်ကိုကိုယ့်ရဲ့ဘယ်ညာ အဲ့လိုမျိုးစိတ်မျက်လုံးတစ်ဖက်နွားမျက်လုံးတစ်ဖက်ထည့်လိုက်တယ်။အော်ဒီတိုင်းမထည့်ဘူးသူကမျက်လုံးအိမ်မှာအန်ကိုက်တက်ပြီးပြီဆိုတော့နဲ့ဓလုံးနဲ့ဖိပြီးသွင်းလိုက်တာ။ဓလုံးကလည်းဘလောက်ထူးဆန်းလဲဆိုတော့အမြင်အာရုံဆုံးရှုံးထားတဲ့ရှင်မထီးရဲ့မျက်လုံးဓလုံးနဲ့ထိပြီးတခဏတန်းပြီးမြင်တာပဲ။အမြင်အာရုံကိုပြန်ရတာပေါ့။ရှင်မထီးကဝမ်းသာသွားတယ်။သူတော်နဲ့ចောင်းသားတွေကတော့အပြည့်ဝဘယ်ကခုံမလဲ။ပြောလဲမပြောနိုင်ကြဘူး။ဘာလို့လဲဆိုတော့ အရှင်ရသေးရဲ့မျက်လုံးကမြည်မမညီတာပဲညာတပတ်ကအကျယ်ကြီးအပြူပြူကြီးနွားမျက်လုံးကအကြီးကိုတပတ်ကကြတော့လဲစိတ်မျက်လုံးဆိုကျဉ်ကျဉ်လေးဖြစ်နေတာအော်တပတ်ချင်းတပတ်ချင်းဖြစ်နေတော့အင်မတန်ရုပ်ဆိုးသွားတာပေါ့အဲကြောင့်မလို့စိတ်မျက်လုံးတစ်ဖက်နွားမျက်လုံးတစ်ဖက်ဖြစ်တဲ့ရှင်မတိကိုအဆွဲပြူပြီးတော့မှအဲ့ဒီပါဠိအဓိပ္ပာယ်ရှင်အစ္စဂေါဏဆိုပြီးတော့မှခေါ်ခဲ့ကြတယ်အဲ့တော့ရှင်မတိနေရာမှာရှင်အစ္စဂေါဏဆိုပြီးတော့မှအမိတွင်လာခဲ့တာဖြစ်တယ်ပေါ့ ရွှေမိုးငွေမိုးတွေရွာတဲ့အထီအောင် သူကဘယ်လိုမျိုးစွမ်းဆောင်ခဲ့လဲဘယ်လိုမျိုးကြံဆောင်ခဲ့လဲနောက်တပိုင်းမှာသူ့ရဲ့ထွက်ရပေါက်ကိုဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုနောက်ထပ်တပိုင်းမှာဆက်ပြီးပြောပြပေးပါမယ်အဆုံးအထိနားထောင်ပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ပါတယ်